မင်းသမီးကြီးကဖလီယိုကိုဘယ်မှမရှာလို့မတွေ့ပဲဖြစ်နေပြီဒီဘက်မှာကတော့ပျော်ပျော်ကြီးဝါဒီဆွဲနေကြပါပြီမော်အစွမ်းကိုထုံးလို့ကြည်ရေလိုနောင်းသုံးနိုင်တဲ့ဟီယာကသူ့အစွမ်းနဲ့အင်တန်ရှင်းရေးကိုလုပ်ပေးမယ်ပြောတော့သူများအိမ်ပေါ်အလကားနေတဲ့သူမဖြစ်ချင်တဲ့ဘာလီရိုစာတို့လဲသူတို့လောက်စီရမရှိတော့မှစိုးရိမ်သွားပါတယ်သူတို့ကဘာနာသားအိမ်မှာကန့်နေနေရတာကြောင့်လူပုံမဖြစ်ချင်လို့ရှိတဲ့အိမ်အလုပ်လေးတွေကိုကူကက်လုပ်ပေးနေကြတာပါအခုတော့နတ်ဆိုးမဟီယာကသူ့အစွမ်းနဲ့အိမ်အလုပ်တွေတောင်းအောင်ယူလိုက်ပြီဖြစ်လို့ဘာလီရိုစာနဲ့ဘိုင်လာရီတို့လဲသူတို့တက်ကြနာလေးတွေကိုပဲဆက်လုပ်ကြပါတယ် ဘယ်လာနိုရဲ့အကူနဲ့အဖေတို့ကနန်းတော်မော်ဆရာတွေဖြစ်ပြီးသူမကတော့နန်းတော်မော်ဆရာဖြစ်မလာခင်စစ်တီအဖွဲ့ကနေထွက်လာခဲ့ပါတယ်အဲ့ဒါကြောင့်တာမလာစရာမလိုတော့ဘူးဆိုပေမဲ့သူ့လိုတင်ယူမှုအာနေတဲ့သူကိုဖလီယိုကစိတ်ရှိလက်ရှိနဲ့တင် जा ပေးခဲ့ပါတယ်။ဖလီယိုရဲ့တင် जा ပေးမှုတွေအလကားမဖြစ်စေချင်လို့အမျိုးမျိုးသောမော်တွေကိုထပ်ပြီးလေးလာဖို့စိတ်ကူးထားပါတယ်။အဲအချိန်ဘာလီရိုစာဖမ်းလာတဲ့မော်တာရင်မြင်းတကောင်ကစိုက်ကင်းထဲမှာတောင်းညမ်းနေပြီးဘယ်လာနိုကိုတိုက်ခိုက်လာတဲ့အချိန်မော်နဲ့ကန်နိုင်ခဲ့ပါတယ်။ တောင်းကျနေတဲ့မြင်းကိုဘာလီယိုစာကရှင်းဖို့လုပ်တဲ့အခါမင်းထန်ကျွမ်းတဲ့ဘိုင်းလယ်ရီကဝဝုံကိုပုံစံပြောင်းဟန်လိုက်ကမြင်းကိုညင်သွောင်းအောင်လုံနိုင်ခဲ့ပါတယ်။မြင်းမရောက်သွားတဲ့ဘိုင်းလယ်ရီကဒီနာတဝိုက်ကလက်ကွင်းတွေကိုမျက်စိကျသွားခဲ့ပြီးလက်ကွင်းထဲမှာပိုင်ရှင်ရှိပါတယ်။ဖလီယိုတို့ကငကားတည့်ရင်နဲ့လှုပ်ထားတဲ့ပစ္စည်းကိုမြို့မှသွားရောင်းနေပြီးပစ္စည်းကိုအယောင်တင်မှုကြောင့်မျက်ရွေးချယ်ရပါတယ်။အဲအဲ့ချိန်ဖလီယိုတို့ဘက်မှရောမင်းသမီးကြီးတို့ဘက်မှပါကောင်းငယ်တစ်ခုလုံးမှောင်မဲသွားခဲ့ပြီးပေါ်တဲ့တစ်ခုတည်းကနေဒါမလီနဲ့တို့ထွက်လာပါတယ်။ဒါမလီနဲ့ကမင်းသမီးကြီးကိုတတ်ဖို့လုပ်ပါတယ်။ ဖီးယားကမကောင်းဆိုးအားဆောင်းဝင်းနေခံစားမိလို့သူသက်ခင်စီရောက်လာခဲ့ပြီးတာယာကြီးဟာလူသားမျိုးနွယ်ဖြစ်ကြောင်းပြောပြလိုက်ပါတယ်။မော်စီယာမဒါမလင်းကဒီလိုဖြစ်အောင်လှုပ်ထားတာဖြစ်ပြီးသူမဟာတစ်ချိန်လုံးကကလိုက်ရိုတိုင်းပြည်ရဲ့အစွမ်းဆုံးမော်စီယာမဖြစ်ခဲ့ပါတယ်။အဲအချိန်လုံးကလူသားတွေတားမြစ်ထားတဲ့မော်နန်နဲ့ထင်ရှားဆိုင်ခဲ့တာကြောင့်သူရဲ့ကောင်းတရားရဲ့နေနေချင်းကိုခံခဲ့ရပါတယ်။ခန္ဓာကိုယ်ပြသီးသွားပေမဲ့ဆက်ရချင်းအနေကြံခဲ့တာကြောင့်ဟီးရချိန်ပိတ်ခံခဲ့ရတဲ့ဓာရဲ့အောက်ကတောက်ခုံထဲမှာသူမှလည်းချိန်ပိတ်ခံခဲ့ရပါတယ်။လူသားတွေကဓာမလေးနဲ့ကိုချိန်ပိတ်ဖို့ဟီးရကိုချိန်ပိတ်ခဲ့တဲ့ဓာရဲ့စွမ်းအင်ကိုတုံးခဲ့ရတာဖြစ်ပါတယ်။ မျိုးထဲမှာလာတောင်းညနေတဲ့ဓမ္မလေးနဲ့ကိုတိုက်ခိုက်ဖို့ဟီးယားကိုတောင်းအောင်ပေးလိုက်ပြီးဖလီယိုတို့ကမျိုးသားတွေကိုကယ်ဖို့တောင်းအောင်ယူပါတယ်။ဟီးယားကမင်းသမီးကြီးကိုကယ်ပေးလိုက်ပြီးဓမ္မလေးနဲ့ရဲ့မော်အစွမ်းနဲ့တာယာကြီးရဲ့တိုက်ခိုက်မှုတွေကဟီးယားကိုမထီရောက်ပဲဖြစ်နေပါတယ်။အဲ့ဒါကြောင့်ဒါမလေးနဲ့လေတာယာကြီးကိုအစွမ်းနဲ့ထတ်ထည့်ပြီးအစင်းမြင့်လိုက်ပေမဲ့ဖလီယိုကမော်တချာထဲနဲ့ဖြတ်စီလိုက်ပါတယ်။ဖီးယားကလည်းဒါမလေးနဲ့ရဲ့မော်စွမ်းအင်ဒီနဲ့အတူသူမကိုဆုပ်ယူပြီးမျိုးချလိုက်ကစိတ်လောကထဲမှာခြိုက်ပစ်လိုက်ကြောင်ပြောပါတယ်။ ထိုင်ရောက်ခံရတဲ့ငချွတ်သူရဲကောင်းနဲ့အပြော်မဲ့ဆွေရတို့လည်းလွံ့မြောက်သွားခဲ့ပြီးမင်းသမီးကြီးကသူဟာအဲလိဇဘက်ဖြစ်ကြောင်းမိတ်ဆက်ကဖလီယိုကိုလိုက်ရှာနေကြောင်းပြောလိုက်ပါတယ်။တာမီရအတော့အာဂိုလိုမရတဲ့သူရဲကောင်းယာရုဖြောက်ချထားလို့အခုချိန်မှာတာမီကအကူအညီလိုအပ်နေပြီးဖလီယိုကိုစစ်မှတ်တဲ့သူရဲကောင်းဖြစ်လာပေးပါလို့မင်းသမီးကပြောပါတယ်။ဒါပေမဲ့သူရဲကောင်းဆိုတာကိုအစောင်းလူသားမျိုးနဲ့အတွက်မတူဝေဘက်အတုံးချပေးနိုင်ရမှာဖြစ်ပြီးဖလီယိုကတော့အဲ့လိုမလုံနိုင်တဲ့အပြင်သူမိန်းမနဲ့အေးသေးနေခြင်းလို့ညင်လိုက်ပါတယ်။ ဖလီယိုအိမ်မြန်ရောက်တဲ့အခါမှာတော့ဗိုင်လာရီနဲ့ဘလိုဆန်တို့ကစိုက်ကူးနဲ့ချဲထွင်ဖို့နဲ့မော်တာရွေမင်းတွေကိုထပ်မွေးနိုင်ဖို့မြေခွက်တွေဝယ်ခြင်းကြောင့်ပြောပါတယ်။သူတို့ကိုယ်ပိုင်ပတ်သက်နဲ့ဝယ်ခြင်းပေမဲ့မြေခွက်တွေကဈေးကြီးလွန်းနေပါတယ်။အဲဒါကြောင့်ပဲဖလီယိုကဝယ်ပေးမှဆိုပေမဲ့ဗိုင်လာရီတို့အာမနာရအောင်မြေခွက်တွေကနေရလာတဲ့အမြတ်30ရာခိုင်နှုန်းကိုပြန်ယူမှဖြစ်ပါတယ်။လို့ချင်းနဲ့မြေခွက်တွေရသွားတော့ဘိုင်လာရီတို့လည်းတဲကြွနေခဲ့ကြပြီးဖလီယိုကဒိနာတဝိုက်မှာစိုက်ရခတ်တဲ့တီးနှံတွေစိုက်ဖို့အကြံပေးပါတယ်။ဖလီယိုရဲ့မောအဆောင်းအောင်တုံးပြီးအပူချိန်ကိုပြောင်းလို့ရတာကြောင့်အဆင်ပြေနိုင်ပါတယ်။ ဒါပေမဲ့ဘလော်ဆန်ကအလကားနေရတဲ့မဖြစ်ချင်လို့ဖလီယိုကိုကူညီချင်လို့စိုက်ခင်းလောက်တာဖြစ်ပြီးဖလီယိုစီကလည်းအကူအညီထပ်မယူချင်ပါဘူး။အဲဒါကြောင့်ဟီယာက "तू အစွမ်းနဲ့ကူညီပေးမယ်ပြောပေးမယ်လေ။တင်းနဲ့ဆိုတာနေအောင်ကြီးနဲ့တေချာဆိုင်ပို့ပေးမှအရသာရှိရမို့ဘလော်ဆန်ကမှော်တုံးတာကိုလက်မခံပါဘူး။ ဘယ်လာနိုကတော့မော်ပညာနဲ့ဒီနာစာပြုံးမှကြီးကြီးနေပြီးသူမကမော်ကြောင်းတော့မှဆီယာမလောက်ရတော့မှဖြစ်ကြောင်းပြောလာပါတယ်တိုက်ခိုက်ဖို့အတွက်ပဲသုံးရမယ်လို့ထင်ထားခဲ့တဲ့မော်ကနေစဉ်ဘဝအရာရာမှသုံးလို့ရနေတာကြောင့်မော်နဲ့စိုက်ပြို့တာကိုလည်းဘယ်လာနိုကကြီးကျင်ပါတယ်ပလီယိုကလက်ခွဲတစ်ခွက်ကိုမော်နဲ့အဆန်းစိုက်ပြို့ဖို့အကြံပေးလိုက်တဲ့အခါဘလော့ဆန်ကလည်းလက်ခံပါတယ်အကုံလုံးကကိုလို့ချင်းနဲ့အရာကိုဒီကိုတွေ့သွားကြပြီးကောင်းတဲ့တူဖြစ်ခဲ့တဲ့ဖလီယိုကလည်းဒီကဘာမှာကိုပိုင်ဆိုင်လေးဖွင့်ကျင်နေပါတယ် ဘေးနားကနေအကောင်းဆုံးပါရမီဖြစ်ပေမဲ့ဇနီးလေးဖန်ရီကိုလည်းလက်ထက်လက်ဆုပ်ဝတ်ပေးလိုက်ပါရင်နန်းတော်ယတနာခန်းကိုဖောက်ခဲ့တဲ့ငချွတ်သူရဲ့ခေါင်းကတော့အချင်းချခံထားရပါရင် အဲနောက်မှာတော့ဘာလီရိုစာတယောက်အိမ်မက်မက်နေခဲ့ပြီးအိမ်မက်ထဲမှာမိစ္ဆာဘရင်နဲ့သူမတို့ကလက်ထပ်ကြတော့မှာပါလက်ဖွဲအဖြစ်ကဘာကြီးကိုတိမ့်မိုက်ပေးမယ်လို့ပြောနေကြသလိုမိစ္ဆာဘရင်ကြီးရဲ့အနာကိုပါခံစားလိုက်ရလို့လန့်လို့လာခဲ့ရပါတယ်ဘာလီရိုစာအရေးပြက်လို့မျက်တွင်းကြားနေတာကိုသတိထားမိလိုက်တဲ့ Fanry ကအချင်းနာကြနေတာဆိုပြီးမစီမဆိုင်ပြောလာပြန်ပါတယ်အကြောင်းကတော့သူတို့ဝင်းပလင်မျိုးနွယ်တွေမှာကိုတစ်ဖက်သက်ခြေရတဲ့သူကိုစိတ်ဆွဲပြီးအိမ်မက်ဆိုးတွေမလေးရှိကြလို့ပါသူတို့ပြောနေတာကိုကြားသွားတဲ့ဘလော့ဆန်တို့ကဘာလီရိုစာအချင်းနာကြတာဟာမိစ္ဆာဘရင်ကြောင့်ဆိုတာတန်တီးလိုက်ပါတယ် မိစ္ဆာဘရင်ဖလီယိုအိမ်ကိုခဏခဏလာခဲ့တာဟာဖလီယိုကိုတင်သွင်းခြင်းလို့မဟုတ်ပဲဘာလီရိုစားကိုဖုန်းလာကြောင်းလားဆိုတာအကုန်လုံးကသိကြပါတယ်။အဲဒါကြောင့်ဖရန်ရီနဲ့ဖလီယိုတို့လိုမျိုးမျိုးနွယ်ချနေတဲ့ဒတိုင်းကိုကြော်ဖြတ်ဖို့ဘလော့ဆန်တို့ကအားပေးပါတယ်။ဖရန်ရီနဲ့ဖလီယိုတို့တယောက်နဲ့တယောက်ဘလို့ချစ်ကြိုက်သွားလဲဆိုတာဘလော့ဆန်တို့ကသိချင်နေကြလို့ဖရန်ရီကလည်းပြောပြပါတယ်။ Fanny ပြောတာကတော့အတူတူပြောစစ်စစ်လုပ်ရတာလည်းမဆိုးပါဘူးတဲ့။သူကဝင်ပလင်မဆိုတော့ဝင်ပလင်စကားနဲ့ပြောတာထင်ပါတယ်။ဆိုလိုရင်းအတိုက်ပဲကိုကျွန်တော်သေချာမသိလိုက်ပါဘူး။အဲအချိန်မော်တာရဲတွေနဲ့မိဆာတွေမကန့်နိုင်အောင်အကာရန်ထားထားတဲ့စစ်စစ်တံကတတိပေးတဲ့ထွက်လာပါတယ်။အကာရန်နာကိုမိဆာတကောင်ချီကက်လာခဲ့ပေမဲ့အထဲကိုမဝင်လာသေးလို့ Flio တို့လည်းတတိထားလိုက်ကြပါတယ်။ Flio ကစစ်မှန်တဲ့သူရဲကောင်လို့ဖို့မင်းသမီးကြီး Elizabeth ကိုညင်ခဲ့ပေမဲ့မြို့ကိုပြန်လည်ထူထောင်မှုအတွက်ဒင်ကားတွေလှူခဲ့ပါတယ်။ ဒါပေမဲ့အဲ့ဒီဒင်ကားတွေကနန်းတော်အပိုင်တွေဖြစ်ပြီးပြည်သူတွေကြားထဲမထုတ်ဝေရသေးတဲ့ဒင်ကားတွေဖြစ်ပါတယ်။တစ်ချိန်လုံးကဘယင်ကြီးစင်ကော်ခဲ့တဲ့သူငယ်ကောင်းဘာနာစာဟာအစွမ်းစားမရှိလို့နန်းတော်ကနေဒင်ကားတွေပေးပြီးနှိမ့်ထုတ်ခံခဲ့ရပါတယ်။အဲ့ဒီဒင်ကားတွေကအခုဖလီယိုစီမှာရှိနေလို့ဖလီယိုနဲ့ဘာနာစာတို့ဟာတယောက်တည်းဆိုတာမင်းသမီးကြီးကသိလိုက်ရပါတယ်မင်းသမီးကြီးလည်းသူ့အဖေရဲ့လုပ်ရအတွက်တောင်းမှန်မှုစီစဉ်နေတဲ့အချိန်ငချွတ်သူရဲ့ကောင်းကအချင်းငန်းကနေထွက်ပြေးသွားတဲ့ဆိုတာသိလိုက်ရပြန်ပါတယ် အစကတည်းကဖလီယိုကိုသူရဲကောင်းတင်ခဲ့ရင်ကောင်းသားဆိုပြီးမင်းသမီးကြီးတွေးမိလိုက်ပေမဲ့ငါချို့သူရဲကောင်းကိုထောက်ခံခဲ့တဲ့အထဲမှာသူမှလဲပါခဲ့တာကြောင့်နောက်နောက်ရနေပါတယ်။တစ်ဖက်မှာတော့ငါချို့သူရဲကောင်းနဲ့သူရဲအစီကံတို့ကပုံအောင်နေခဲ့ကြပြီးထွက်ပြေးလာရင်လည်းမော်ရီတခုကိုခိုးယူလာခဲ့ပါတယ်။ဒါကိုခိုးခဲ့တယ်လို့မပြောဘဲသူ့ရဲ့သူရဲကောင်းတောင်းအခါချင်းငွေဆိုပြီးတဝိုက်ပြောနေပါတယ်။မော်ရီထဲကနေတိတတခုထွက်လာပြီးအထဲမှဒရေးဒိုစာလို့ခေါ်တဲ့ပေါပြားရှိနေပါတယ်။အဲ့ဒီပေါပြားကတရှက်တူးယုံနဲ့အနာကြီးတဲ့ထွင်းနိုင်တာကြောင့်စစ်တီတွေလက်ကနေလောလောနဲ့လွတ်သွားခဲ့ပါတယ်။ မိစ္ဆာဗျံကြီးကဖလီယိုတိုးကိုရှာနေခဲ့ပြီးဥလီမီနက်ကတော့တခြားနိုင်ငံသည်ထွက်ပြေးသွားပြီလို့ထင်နေပါတယ် နေရကူပြောင်းမော်ကအသောပြုသူရောက်ဖူးတဲ့နေရစီပဲခေါ်သွားနိုင်တာဖြစ်လို့ဒီကဘာစီရောက်လာတာမကြသေးတဲ့ဖလီယိုကဝဲဝဲသွားနိုင်မှာမဟုတ်ဘူးဆိုတာမိစ္ဆာဘရင်ကသိပါတယ်။ပိုလီမီနက်ကတော့ဖလီယိုကိုရှာရင်နဲ့ပဲအချိန်မကုန်သေးခြင်းပဲ။အခုချိန်အင်အား၃မီတိုက်မယ်ဆိုရင်တန်းသိဉ္ဇင်မော်ကိုတော့မှတ်မှုပဲအနိုင်ရနိုင်တယ်လို့ပြောပါတယ်။ဒါပေမဲ့မိစ္ဆာဘရင်ကလက်တပတ်ထဲနဲ့အစွမ်းဆုံးတန်းသိဉ္ဇင်မော်ကိုသုံးနိုင်တဲ့ဖလီယိုကိုရှာနိုင်ဖို့ဦးစားပေးထားပါတယ်။ဒါကိုအူလီမီနက်ကလက်မှတ်ခံတယ်ဒီလိုသာလုံးနေရင်မိစ္ဆာဘရင်ကိုပုံငံမှုတွေတားသိနိုင်မှာမဟုတ်ဘူးလို့အရေးဆုံးပြောလာတဲ့အခါမိစ္ဆာဘရင်ကအူလီမီနက်ကောင်းလေးကိုအသ ာရကန်လိုက်ပါတယ်အဲ့တော့သူဟာသူ့ရဲ့အတွေးခေါ်တွေကိုစွန့်ပြစ်မှာမဟုတ်ပဲအင်အားသုံးပြီးတိုက်ရင်လူသားတွေကိုအနိုင်ရမယ်ဆိုရင်တော့လောင်းငယ်သားတွေအများကြီးစတဲ့ရမှာအတိတ်ပဲမရှိဘူးလို့ပြောလိုက်ပါတယ်။မိစ္ဆာဘရင်မှာယူရီဂါရဲလို့ခေါ်တဲ့ညီတော်တယောက်ရှိပြီးယူရီဂါရဲရဲ့လက်ထောက်ကမိစ္ဆာဘရင်ပြောတာတွေကိုခိုးနှောင်ခဲ့ပါတယ်။မိစ္ဆာဘရင်ကစစ်ပွဲကို80တိုးဖို့မလုပ်သလိုလူသားမျိုးနွယ်ကိုပါသူတို့ထက်စောသွင်းနေတယ်ဆိုတာယူရီဂါရဲသိလိုက်ရတော့အမလို့အမရဖြစ်သွားပါတယ်။အဲဒါကြောင့်ယူရီဂါရဲကသူ့အကူတော်ရဲ့ထီးနှံကိုလူယူပြီးလူသားတွေကိုတိုက်မိုက်ဖို့မိစ္ဆာဘီဘီအကြံစီထုတ်လိုက်ပါတယ်။ ဖလီယိုတို့ကတော့အကာရန်နာကိုမိစ္ဆာချီကဲလာမှန်သိလိုက်ပေမဲ့ရုပ်ရုပ်တသက်ဖြစ်မနေတာကြောင့်မြို့ထဲမှာစားစရာဝယ်ရင်ရှောက်လွယ်နေပါတယ်မြောက်ဘက်ကမိစနဲ့လူသားစစ်ပွဲမှာရောင်းဝယ်ရေးဌာနတွေနဲ့ကုသရောင်းဝယ်ရေးလမ်းတွေပြသသွားလို့ဒီဘက်မှာအခက်တွေ့သွားတဲ့ဈေးဆိုင်တွေရှိနေပြီးပိတ်သိမ်းလိုက်ရတဲ့အထိဖြစ်ကုန်ပါတယ်။ဒါပေမဲ့တချို့တွေကတော့အဆင်ပြေနိုင်မဲ့ဆိုင်အသစ်တွေထပ်ဖွင့်လာခဲ့လို့လူသားတွေရဲ့လုံနိုင်စွမ်းကိုအထင်သေးလို့မရပါဘူး။ဘာလီဒိုစာကဂိမ်းမှာစွန်သားသူအဆင့်တက်သွားလို့ဖလီယိုနဲ့ဖန်ရီတို့ကိုနည်းလက်သာဝယ်ကြည့်ဖို့ရောက်လာခဲ့ပါတယ်။ အဲအချိန်မော်အစွမ်းအများကြီးကိုအာယုံခံလိုက်ရတဲ့ဟီးရရောက်လာခဲ့ပြီးတကယ်တမ်းမှာတော့မိစ္ဆာဘရင်ကိုယ်စားဖြစ်နေလို့နိလေသာအတူစားလိုက်ကြပါရဲ့မိစ္ဆာတွေဘက်မှာလူသားတွေလိုမျိုးအထူးဟင်းလေးရတွေမရှိဘူးလို့ကိုယ်စားကပြောပြပြီးဗာလီလိုစားကိုလည်းတစ်ချက်တစ်ချက်စကားလမ်းပြောပါရဲ့မိစ္ဆာဘရင်ကလူသားတွေရဲ့ယဉ်ကျေးမှုတွေကိုစိတ်ဝင်စားရလာလို့ဖလီယိုကမေးတဲ့အခါယဉ်ကျေးမှုတွေပေါ်ကျွားမှုတွေနဲ့စစ်တပ်ရဲ့လုံနိုင်စွမ်းကအချိုးကျတယ်လို့ပြန်ဖြေခဲ့ပါရဲ့ ဲ့ဒါကြောင့်ဘာလီလိုစာကအခုလဲရန်သူဖြစ်တဲ့ငါတို့ရဲ့လှုပ်ရှားမှုတွေကိုစောင့်ကြည့်ပြီးငါတို့ရဲ့နေထိုင်မှုတွေကိုဖျက်ဆီးဖို့လုပ်နေတာလားလို့မေးလိုက်တော့မိစ္ဆာဘရင်ကဟုတ်တယ်လို့ဝန်ခံပါတယ်ပါဠိလိုစာလဲဒေါကန်သွားပြီမဲ့မိစ္ဆာတို့ရဲ့တရှိမှုကိုလူသားတွေကကြောက်နေကြတာဖြစ်ပြီးအဲ့ဒီအကြောင်းပြချက်နဲ့တစ်ဖက်သက်ဖိနှိမ့်လာတာကိုမိစ္ဆာဘရင်ကငြိမ်မခံဘူးလို့ပြောပြပါတယ်မိစ္ဆာတို့ဟာလူသားတွေအတွက်အစိတ်ဖြစ်စေတဲ့မာလီစီယန်တွေကိုခန္ဓာကိုယ်ကနေထိုးလွှတ်နိုင်ပြီးအချို့ကထိန်းချုပ်နိုင်ကြပေမဲ့အချို့ကတော့မထိန်းချုပ်နိုင်လို့ခန္ဓာကိုယ်ကနေမာလီစီယန်တွေအမြဲထွက်နေတတ်ပါတယ် အဲဒါကြောင့်မိစ္ဆာတွေနဲ့လူသားတွေမတဲကြတာဖြစ်ပြီးမိစ္ဆာဘရင်ကတော့နှောက်ရှမ်းမင်းရင်တောင်းမတ်တယ်လို့ပြောကပြန်သွားပါလိဖလီယိုကဒမီဟူမန်တွေကိုမခွဲခြားတဲ့ကဘာစီရောက်လာခဲ့ရလို့ဝမ်းသာခဲ့ပေမဲ့အခုတော့လူသားတွေနဲ့မိစ္ဆာတွေကြားကနိုင်ရအကြီးကြီးကိုမြင်နေရပါပြီအဲဒါကြောင့်သူဇနီးမိစ္ဆာမလေးကိုခဏဖက်လိုက်ပြီးအတူတွေကိုရှင်းထုတ်နေပါတယ်တဖက်မှာတော့ငချွတ်သူရဲကောင်းကတူတူလိုက်တဲ့မြေချင်းတွေကနေရုံးငန့်သွားပြန်တက်နေရပြီးအစစ်ခံမလေးကြောင့်အောက်ကိုပြန်ညှပ်သွားခဲ့ပါတယ်